အကယ်၍အမေအနေနဲ့သမရတယောက်ဖြစ်လာမယ်ဆိုရင်ဒါစီးပွားရေးတဲ့မဟုတ်ပါဘူးနိုင်ငံရေးလာလို့အဖြစ်လာမယ်ဆိုရင်ねကျွန်တော်တို့နိုင်ငံရဲ့လက်ရှိ ပြဿနာ ဖြစ်တဲ့လက်ပေးလက်ယူအရေးနဲ့တရားဥပဒေစိုးမိုးရေးကဏ္ဍဦးတဲ့ဘယ်လိုစတင်ကင်တွေဖြည့်ရှင်းသွားမယ်ဘာအ တာတာဘာတာဝန်ခံတွေကိုဘယ်လိုစီစစ်ရွေးချယ်မယ်ဆိုတာလေးရှင်းပြပေးဖို့တဲ့အนูညွတ်တောင်းမှာပါတယ်ခင်ဗျာဒါဘယ်လိုလို့စီဝါရတဲ့အကြောင်းလေးလည်းမသိဘူးဒါပေမဲ့ကိစ္စမရှိပါဘူးဒီမိကုံးကတော့ကျမလည်းဟိုစိတ်လည်းဝင်စားပါတယ်အဲ့တော့ဟိုစောစောကကျမဟိုတက်ကူကြောင့်ဒီမြန်မာမြန်ကရောက်တဲ့ကျောင်းသူကျောင်းသားတွေနဲ့စကားပြောနေတဲ့ခါကျကျမစောစောပြောမိကုံးမေးတာပေါ့နော်ပြန်လာဖို့ 讲故事那时候，讲大家要告别嘞，没事都把他骗骗他没嘞，哎呦，怎么告别？你咯，哎，怎么告别？怎么让？怎么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 让他骗？骗他为老白咯，哎呦，你老白来有介绍，怎么年年来骗着呢？怎么咯？爷爷龙啊，怎么咯？哪个嘛？老白来有是嘛？没事的老白。 အဲကျမနာမည်တော့မပြောချင်ပါဘူးအစိုးရအဖွဲ့ထဲမှာအာဒုတိယဝန်ကြီးတယောက်ကလက်ပေးလိုက်ယူနဲ့အရေးယူခံရတယ်အဲ့ဒါတော်တော်ထူးခြားတာပဲကျမတို့ငယ်ငယ်တုန်းကအားလုံးဒီဝန်ကြီးရဲ့နာမည်ကိုသိတယ်ကျမအခုတည်းကသိတယ်မပြောချင်လို့ပါအဲ့တော့မှတ်မှတ်ရရပါတော့ကျမတို့အစိုးရအဖွဲ့ထဲမှာအဲ့လိုလက်ပေးလိုက်ယူနဲ့အာအလုတ်ပြုတ်ခဲ့တယ်ပေါ့နော်အရေးယူခံရတယ်ဒတိုင်းပြေလုံးကလည်းလက်ညှိုးထိုးတယ်ဆိုတာအဲ့ဒီတယောက်ပဲရှိခဲ့တယ် နောက်ပိုင်းဝင်ကြီးတွေကြောင်းတော့ကျမသိပ်မပြောကြည့်ဘူးเนาะအဲ့တော့အဲ့ဒီလိုအခြေအနေမျိုးနောက်ပြီးတော့လည်းဟိုရိုးရိုးဝင်တန်းနေပေါ့ကျမငင်ကျမစင်ရိုးရိုးပဲရှင်းပြတယ်ညောငငယ်ငယ်တုန်းကဆိုလို့ရှိရင်အာတက်စင်မီပြတ်သွားတာရှိတာပေါ့เนาะအင်္ဂါမီတွေပြတ်သွားပြီဒီလမ်းကမီတွေပြတ်သွားပြီဆိုလို့ရှိရင်ကျမတို့အဲ့တုန်းက EPC လို့ခေါ်ရပေါ့เนาะနှက်စစ်ဌာနကိုဖုံးဆက်လိုက်တယောက်ကအကြောင်းကြားလိုက်တယ်မီတွေပြတ်သွားပြီဆိုရင် ဟိုနိုင်ဝဲလောက်ကြာတော့မိတွေပြန်လာရောဟိုသူတို့ဒီသက်ဆိုင်ရာဌာနလာပြီးပြင်သွားတယ်ဘယ်တော့မှပြင်သွားမှလည်းမသိဘူးဘလူပြင်သွားမှလည်းမသိဘူးလဖက်ရေဘိုးမပြောနဲ့လဖက်ရေတုတ်ခတ်တောင်ဘလူမှဘာမှမတိုက်လိုက်ရအောင်ပြီးတော့သူ့လုံနေတယ်ဟိုအခုခေတ်ဆိုလို့ရှင်တော့ဒီလိုမဟုတ်ဘူးအားလုံးသိတဲ့အတိုင်းပဲလျှက်စိမိပြက်လို့များပြန်လာစေခြင်းအမျိုးမျိုးလို့ရတယ်အဲ့တော့ဒါတွေဟာအားလုံးလပ်ပစ်လာယူနေနှွှဲနေတယ် ဘယ်လိုစတာလဲဆိုတော့မလုံလောက်တဲ့လာစာရင်းနဲ့စတာပေါ့နော်မလုံလောက်တဲ့လာစာနဲ့စပြီမဲ့နောက်ဆုံးကျတော့အလေးအကျင့်ဖြစ်သွားတယ်ဟိုကျမတို့ပြောလို့ရှိတယ်မလားကျွေးထူမဖူတန်းထူမရဆိုလိုပေါ့နော်လပိလိုက်ယူရယူရင်းယူရင်းနဲ့လည်းတိတ်ကယူမဆိုင်တော့ဘူးဆိုလိုဖြစ်သွားတာပေါ့အဲ့တော့အဲ့ဒီဟာတွေဟာကျမတို့ရဲ့ ယဉ်ကျေးမှုတွေကိုစိတ်ဝင်သွားတဲ့သဘောရှိတယ်။သို့တော်ညာလဲကျမတို့ပြည်သူပြည်သားအများစုဟာလက်ပေးလက်ယူဆိုတာရှက်စရာကောင်းတယ်ဆိုတဲ့အသည့်ရတော့ရှိသေးလို့ကျမစိတ်ဓာတ်မကြပါဘူး။ဒီလက်ပေးလက်ယူဆိုတာဘာဖြစ်လဲဂယုဆိုင်ဆရာမလိုဘူးဆိုတဲ့အဆင့်ဖြစ်သွားရင်ကျွန်တော်အင်ပလာမဆိုးပါလိမ့်မယ်။အဲတော့ကျမတို့ဟာလက်ပေးလက်ယူပျောက်ဖို့အတွက်ဘယ်လိုလုပ်ရမလဲဆိုတော့တစ်ဖက်ကလည်းလုံလောက်တဲ့လာစာပေးသလိုတစ်ဖက်ကလည်း တရားဥပဒေအရအရေးယူရမယ်။ဘာဖြစ်လို့လဲဆိုတော့တချို့ကြတော့လောဘဆိုတာလေအလေးချင်မယ်လေ။ယူလေးရှိသွားတဲ့အခါကျတော့လုံလောက်တဲ့လစာပေးရင်ဒါမှပိုရလို့ရှင်တော့ပိုယူခြင်းနဲ့စိတ်တွေရှိရင်လည်းရှိမှာပဲ။အဲ့တော့အဲ့ဒါတွေကတော့ဥပဒေနဲ့အရာကျမတို့ထိန်းသွားရမယ်။ ဒါပေမဲ့ဓာတ်တဲ့ပို့ပြီးတော့အရေးကြီးတာကတော့စိတ်တရေးရအရာပေါ့စိတ်တရေးရအရာကြတော့ကျမတယောက်တည်းလည်းလုတ်ပေးလို့မရဘူးဒီအစုအဖွဲ့တစ်ခုကလည်းလုတ်ပေးလို့မရဘူးကျမတို့ပြည်သူပြည်သားအလုံးအောင်ဝိုင်းပြီးတော့လုတ်ရမယ်လပ်ပေးလပ်ယူဆိုတာပေးတဲ့လူလည်းရှိတယ်နော်ယူတဲ့လူကြီးပဲမရှိဘူးဟုတ်မဟုတ်တာမဟုတ်ဘူးအဲ့တော့မပေးကြပါနဲ့လို့ကျမမေတ္တာရခံတယ်တချို့ကလပ်ပေးတယ်ဆိုတာဟာ အလုပ်တစ်ခုများများပြီးစေခြင်းလို့ပေးတာပဲဟိုကျမကိုယ်တိုင်လည်းဒီကိစ္စနဲ့အာကြုံခဲ့ရပူပါတယ်တခါတော်တော်ကြာပါပြီကျမဒီမိ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 လာပြီးတော့တွေ့တဲ့အခါမှာကျမမြန်မာဟို password ကင်ထားပြန်ပေးရတာပေါ့နော်ပြန်ပေးပြီးတော့ပြန်ထုတ်ရတာပေါ့ပြန်ထုတ်တဲ့အခါမှာငွေသွားသွင်းရတယ်ငွေသွင်းသွင်းတော့ဟိုကျမတို့ဟိုအတော်တောင်နဲ့သွားပြီးတော့ငွေသွင်းရတဲ့ဘဏ်ကိုသွားအောင်သွားတော့အတော်ကဘေးကပျောက်သွားတယ်ပျောက်သွားပြီးတော့ပြန်ရောက်လာတယ်ဘာသွားလောက်ထားလဲလို့ဆိုတော့ ဟိုတတ်မစီရအောင်လို့ပိုက်ဆံသွားပြီးကျွာရစီလို့ရတယ်။ကျွာပြေတန်းစီမယ်လို့တနေ့လုံးစီစဉ်နေစီမယ်လို့တပြားမှမပေးဘူးလို့ကျွာတို့ပေးတဲ့လူတွေကလည်းပေါ့နော်တခါလေးကျွာတို့ပေးတဲ့လူတိုင်းကိုအပြစ်ဆိုတော့မဟုတ်ပါဘူးတခါလေးသရေရှင်ရေးဆိုတော့လေမပေးမဖြစ်တော့လေပေးရတာရှိမှာပေါ့ဒါမှလည်းကျမပြောချင်တာကတော့ဟိုအလွယ်လန်းတော့မလိုက်ကြပါနဲ့ 就比如奶奶咯，看看呢人生比罗嘛，滴别子那里叫啥嘛皮巴的，然后旅游嘞路阿勒，嘛有无阿勒，野趣嘞，那爬嘞路阿勒，荡看比罗，嘛爬无野趣嘞，那叫啥皮巴的？你哈便宜，满地毛嘞，我没见到讲呀能安逸的，不溜皮巴的。 င်ရဲမှာရောက်နေအမေစုဤနိုင်ငံနိုင်ငံတကာကိုတဲ့ရောက်တိုင်းပြောကြသောမိန်ကွများကိုနားထောင်ရသည်မှာတဲ့အထူးပင်စိတ်ဓာတ်ခွန်အားများတိုးပါစေပါသည်တဲ့လက်ရှိအစိုးရအဖွဲ့နှင့်မူဝါဒရေးရာဆွေးနွေးမှုများတွင်နေကျေနပ်အယားမှုရရှိပါသလားတဲ့ရှင်လန်းချမြေပါစေတဲ့အာဟိုဘယ်ဆွေးနွေးမှုတွေကိုပြောတာလဲအဲ့ပြဿနာတစ်ခုကအဲ့ဒါပါပဲကျမကနေ so မနေ့တုန်းကအာ ဒီ Singapore Summit မှာဟောပြောပြီးတဲ့အခါမှာနောက်ပိုင်းမှာကျွန်တော်လာပြီးတော့မေးတဲ့အထက်မှာတယောက်ကနေဘယ်လိုမေးလဲဆိုတော့မကြခင်ကနေပြီးတော့အဲဥရောပအလဲပိုင်းနိုင်ငံတွေကိုရောက်ခဲ့တယ်ပေါ့နော်အဲ့ဒီဥရောပအလဲပိုင်းနိုင်ငံတွေကလည်းဒီမိုကရေစီစနစ်ကိုပြောင်းလဲခဲ့တဲ့ The societies in transition ဆိုပြီးတော့အဲ့ဒီဟာအကြောင်းကိုဆွေးနွေးခဲ့တယ် check နိုင်ငံမှာအဲ့တော့ဒီဥရောပဥရောပနိုင်ငံတွေရဲ့ပြောင်းလဲပြုပြင်ပြောင်းလဲရေးနဲ့ဗမာနိုင်ငံရဲ့ပြုပြင်ပြောင်းလဲရေးပုံစံတွေကဘယ်လိုကွာခြားလဲလို့ မြဲတဲ့အခါမှာကျမလည်းအဲ့ဒီအချိန်မှာဖြေတုံးကအဓိကအကြောင်းရင်းတစ်ခုကိုကျမမပြောမိဘူးတကယ်အဓိကကြရဟာအဲ့တော့ကျမရဲ့လိုအပ်ချက်ပဲအဲ့တော့အခုဒီမှာပြောချင်တယ်အဓိကကွာခြားချက်ကဘာလဲဆိုတော့အဲ့ဒီ Poland Hungary Czech ပေါ့နော်သူတို့နိုင်ငံတွေမှာပြုပြင်ပြောင်းလဲရေးကိုနှစ်ဦးနှစ်ဖက်နှစ်ဦးနှစ်ဖက်ဆိုတာအတိုက်ခံနဲ့အရင်တုန်းကအနာရှင်အစိုးရပဲနဲ့ဟာသဘောတူညီမှုယူပြီးတော့ဆွေးနွေးပြီးတော့မှ လုတ်တဲ့ပြုပြင်ပြောင်းလဲရေးဖြစ်တယ်။အခုကျမတို့နိုင်ငံမှာပြုပြင်ပြောင်းလဲရေးဆိုတာဟာတစ်ဖက်သဆုံးဖြတ်ပြီးတော့လုတ်တဲ့ပြုပြင်ပြောင်းလဲရေးဖြစ်တယ်။အဲ့ဒါမတူဘူး။ဒါကျမတို့အဖြစ်ကိုအဖြစ်တိုင်းကျမတို့ပြောရမယ်။ဒါကြောင့်ကျမစစောကပြောတယ်ဖွဲ့စည်းပုံချင်းဟာဥပဒေပေါ့နော်။တဲ့အဲ့ဒီနိုင်ငံနေမှာဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေဟာအတိုက်ခံတဲ့အရင်တုန်းကအာဏာရှင်အစိုးရများနဲ့ကြားထဲမှာသဘောတူညီမှုယူပြီးတော့ရေးဆွဲတဲ့ အဖွဲ့ဖွဲ့စည်းပုံအခြေခံဥပဒေမျိုးအခုကျမတို့နိုင်ငံမှာရှိနေတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကကျမတို့ပြည်သူကရွေးချယ်ခဲ့တဲ့ကိုယ်စားလှယ်တွေမဖြစ်စလောက်ကလေးနဲ့ဟိုဒီအာဏာရှင် အစိုးရကနေပြီးတော့ရေးဆွဲတဲ့ဖွဲ့စည်းပုံအခြေခံမျိုးအဲ့ဒီဟာကိုကမတူတာပဲအဲ့တော့ဒါတွေကိုပြုပြင် ပြောင်းလဲရမယ်ဒါတွေကိုပြုပြင်ပြောင်းလဲရမယ်ဆိုတာဟာကျမပုံမှန်နေနေ ပြောလဲပြောရဲတယ်ပြောပိုင်권လည်းရှိတယ်ဘာဖြစ်လို့လဲဆိုတော့ကျမတို့အရင်နှစ်တုန်းကဂျားပြရွေးကောက်ပွဲကိုဝင်တဲ့အခါတုန်းကဒီဟာကျမတို့ရဲ့တရားဝင်မူဝါဒတစ်ခုအနေနဲ့ကျမတို့တိုင်းပြည်တစ်ပြည်လုံးကိုကျင်ညာပြီးတော့ကျမတို့ဒီဂျားပြရွေးကောက်ပွဲတွေကိုဝင်ခဲ့တာပါကျမတို့နိုင်ငံမှာတရားဥပဒေစိုးမိုးရေးရှိရမယ်ပြည်တွင်းကြီးညာရေးရှိရမယ်ဖွဲ့စည်းပုံအခြေခံဥပဒေပြောင်းလဲရမယ်ဘာဖြစ်လို့လဲဆိုတော့ဒီဖွဲ့စည်းပုံကအခြေခံဥပဒေပြောင်းလဲမှပထမနှစ်ခုဟာလည်းဖြစ်နိုင်မှာပါ ဒီဖွဲ့စည်းပုံအခြေခံဥပဒေနဲ့တရားဥပဒေစိုးမိုးရေးဆိုတာရှိဖို့အင်တာမခက်ပါလိမ့်မယ်ဒီဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ကျမတို့ပြည်တွင်းငြိမ်းချမ်းရေးဆိုတာရဖို့လေအင်တာမခက်ပါလိမ့်မယ်ကျမတို့ဒီဖွဲ့စည်းပုံအခြေခံဥပဒေနဲ့တကယ်ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးဖြစ်မြောက်ဖို့ဆိုတာလေမဖြစ်နိုင်တဲ့ကိစ္စပါလို့ကျမတေးချာချာပြောပြရစမ်းဒါကြောင့်ဟိုဆိုရအဖွဲ့ဝင်တွေ တချို့ ਨੇ ကျွန်မတွေ့ဘူးပါတယ်ပြောဘူးပါတယ်အဲ့ဒါမှလည်းကျေနပ်မှုရှိတာတွေလည်းရှိပါတယ်သို့တော်ညာလည်းအခုအထိတကယ်တော့ကျမတို့အတိုက်ခံလိုပဲခေါ်ရင်လည်းခေါ်ပေါ့နော်ကျမတို့ဒီမိုကရေစီအင်အားစုတွေ ਨੇ အရင်တုန်းကအာဏာရှိခဲ့တဲ့အခုလက်ရှိအစိုးရအဖွဲ့ဝင်တွေ ਨੇ တည်တည်ချာချာဆွေးနွေးပြီးတော့ဆုံးဖြတ်ပြီးတော့မူဝါဒတွေချတယ်ဆိုတာတော့မရှိသေးပါဘူးဒီဖွဲ့စည်းပုံအခြေခံဥပဒေ ကိုပြောင်းလဲတဲ့နေရာမှာတော့ဟိုဘက်ဒီဘက်ညှိနှိုင်းပြီးတော့လုံနိုင်မှုကျမတို့မျှော်လင့်ပါတယ်လို့ပြောပြပါစေ။